မင်္ဂလာပါရှင်မေလ26ရက်တနင်္လာနေ့အတွက်ရွှေရံကုန်ရေနှလုံးရှာရရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရန်ကုန်ပြည်သူ့စေယုံအကျော်အစင်နဲ့ပြည်လဲတန်ဆန်းရေးအထုကုဌာနအားတရက်လည်နှစ်ချိန်ခွဲရေးကုသပေးနေတဲ့သတင်း ရန်ကုန်ပြည်သူ့စေယုံကြီးအကျော်အစင်နဲ့ပြန်လည်တန်ဆွမ်းရေးအထူးကူဌာနတွင်ပြင်ပလူနာများအားတရက်လျင်အချိန်နှစ်ချိန်ခွဲပြီးကြည့်ရှုကူတာပေးနေပြီဖြစ်ကြောင်းအသိပေးထားပါရယ်ပြင်ပလူနာများအနေနဲ့နေစဉ်ရုံဖွဲ့ရများတွင်နနက်၈နာရီမှ၁၂နာရီအထိတစ်ချိန်မိုးလဲ၂နာရီမှ၄နာရီအထိတစ်ချိန်ရန်ကုန်အထွေထွေယောဂကူစေယုံတဲ့ကြီးလေးရက်ဆောင်တဲ့မြင်းကြီးတဲ့တွင်ကြည့်ရှုကူတာပေးလျက်ရှိတယ်လို့ဆိုပါရယ် အစောပိုင်းပြင်ပလူနာဌာနအားရန်ကုန်ထွေထွေယောဂကူစေယုံကြီးလေးတက်ဆောင်တဲ့သို့ဧပြီလ10ရက်မှစတင်ကပြောင်းရွှေ့ဖွင့်လှစ်ထားခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ကုံမှုတွင်ဆန်ဆိုင်များတတ်မှတ်ရည်ညွှန်းစေတိုင်းရောင်းချမှုရှိမရှိလိုက်လံစစ်ဆေးတဲ့တဲ့င်။ဆံရောင်ချသူများအနေဖြင့်ဈေးကစားလူတွေရွေချက်ဖြင့်ဆံများကိုတူလောင်ထားခြင်းဈေးနှုန်းမြင့်တင်ရောင်ချခြင်းများမဖြစ်ပေါ်စေရတဲ့မြို့နယ်စီမံသားအဖွဲ့မှလက်ထောက်ညွှန်ကြားရမှုဥတင်ထောင်းနဲ့ဈေးတာဝန်ခံများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများရဲတပ်ဖွဲ့ဝင်များမြို့နယ်စားသုံးသူတွေရာဦးစီးဌာနမှတာဝန်ရှိသူများကမေလ25ရက်နေ့နေ့ပိုင်းကကုံမှုမြို့နယ်အတွင်းရှိစံဆိုင်များကိုလမ်းလမ်းစစ်ဆေးဆောင်ရွက်ကြကြောင်းသိရှိရပါတယ်။ဒီသတင်းကိုတော့ကြော်သူရကပေးပို့လာတာပါ။ထမတင်ဆက်ပေးမှာကတော့တန်းတပင်မျိုးနဲ့တတော်ဦးစီးဌာနတွင်ပြိုးပင်ပေါင်း9200ကျော်ပြုထောင်ထားရှိတဲ့တည်ရင် ရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ်တစ်တော် OC ဌာနအနေနဲ့မြို့နယ်အတွင်းသစ်ပင်ဆိုင်ပြိုသွားနိုင်ရန်အတွက်ရန်ကုန်ပသင်ကားလမ်းမရှိတီတာအေးယာယီပြိုဦးရင်တွင်ပြိုးပင်များကိုနှင်းဆင်ပြိုထောင်းထားလျက်ရှိရာယခုနှစ်မိုးရာသီကာလသစ်ပင်ဆိုင်ပြိုနိုင်ရန်အတွက်လည်းပြိုးပင်ပေါင်း9000 2000ကျော်ကိုပြိုထောင်းထားရှိကြောင်းသိရပါတယ်။ထန်းတပင်မြို့နယ်အနေနဲ့တီတာအေးယာယီပြိုဦးရင်မှာပြိုးပင်ပေါင်း9000 2560ကိုပြိုထောင်းထားရှိပါတယ်။ပြိုးပင် တွေကိုမြို့နယ်အတွင်းမှာရှိတဲ့ဖုံတော်ကြီးအောင်းတွေစာတင်အောင်းတွေဌာနဆိုင်ရာအဖွဲ့အစည်းတွေတရင်တပ်ဖွဲ့တွေနဲ့ရက်ွက်ကြေးဝါးနေပြည်သူတွေကိုအခမဲ့ဖြန့်ဝေပေးနိုင်ဖို့အတွက်မကြီးပင်မဟော်ကနီပင်ပြင်ကရိုပင် ပြင်းမာပင် ခရီးပင်နဲ့မန်ချန်ရှားပင်တစ်ပင်မျိုး၆မျိုးအပင်ပေါင်း2000ကိုတော့2024ခုနှစ်ဒီဇင်ဘာလကနေစပြီးပြိုးထောင်ထားတာဖြစ်ပါတယ်။ ဖြန့်ဝေပေးတော်မှာကတော့ဇွန်လအစမှာစတင်ဖြန့်ဝေပေးတော်မှာဖြစ်တယ်လို့မြို့နယ်တတော်ဦးစီးဌာနဦးစီးမှုဦးနိုင်လင်းထွန်းကပြောကြားသိရပါရရှင်ဒီသတင်းကိုတော့စင်မင်းထိုက်ကပေးပို့ထားပေးဖြစ်ပါတယ်နောက်ထပ်တင်ဆက်ပေးမှာကတော့ Wi-Fi တက်ဆင်ပေးတဲ့ဝန်ထမ်းတဦးတက်လိုက်သေးဆုံးမှုလိုင်းတာယာရင်ဖြစ်ပွားတဲ့သတင်း Wi-Fi ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီဝန်ထမ်းတဦးတက်လိုက်သေးဆုံးမှုရန်ကုန်တိုင်းဒေသကြီးလိုင်းတာယာအနောက်ပိုင်းမြို့နယ်တွင် မေလ24ရက်နေ့ပိုင်းကဖြစ်ပွားကြောင်းသိရပါတယ် တိတ်ဆုံးသူမှာအသက်23နှစ်အရွယ်ကိုရဲမင်းကိုဖြစ်ပြီးမိုင်းတဲ Wi-Fi မှာ Wi-Fi ကေဘယ်ပြည့်ပြင်သူဖြစ်ကြောင်းသိရပါဗျ။၎င်းကလှိုက်သားရအနောက်ပိုင်းမြို့နယ် MS7 ရက်ကွက် ခိုင်ရှိဝါလမ်းသွယ်နေဝေယာလန်းလန်းဆောင်တောင်းနေ Wi-Fi ကျိုးတက်ဆင်ပေးနေစဉ်တက်လိုက်၍တတိုင်မောကပြန်ဆင်မှာတိတ်ဆုံးခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောပါဗျ။ရှုပ်လောင်းကိုတော့လှိုက်သားရဆေးဝင်ကြီးသူပို့ဆောင်ထားကြောင်းသိရှိရပါတယ်ရှင်။ ပြည်သက်များရှင်ကျမတို့ရှင်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်မှဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များကို အချိန်နဲ့တပြေညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ရှိရှိပေးခဲ့ကြတဲ့ပြည်သက်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။